တရုတ်ရံမှာကောက်ကွယ်နိုင်တဲ့ Golden Dome ဒုံးကြီးကောက်ကွယ်ရေးစနစ်ဒီဇိုင်းကိုသမ္မတထရန့်ကရွေးချယ်လိုက်ပါတယ်။ဒါအပြင်အဲ့ဒီဒုံးကြီးထုတ်လို့ရတဲ့ခေါင်းဆောင်ကိုလည်းခန့်အပ်လိုက်ပြီးဖြစ်ပါတယ်။ American သမ္မတထရန့်ဟာဒေါ်လာ185ဘီလီယံတန်ကြီးရှိတဲ့ Golden Dome ဒုံးကြီးကောက်ကွယ်စနစ်ဒီဇိုင်းကိုရွေးချယ်ပြီးစီကြောင်းနဲ့တရုတ်နဲ့ရုရှားတို့ရဲ့ချင်းချောင်းမှုကိုတားဆီးဖို့ရည်ရွယ်တဲ့ဂျီမန်ချက်ဂျီမာတဲ့ဒီစီစဉ်ကိုဦးဆောင်ဖို့အာဂါတာတပ်ဖွဲ့ဗိုလ်ချုပ်ကြီးတို့ခန့်အပ်ခဲ့တယ်လို့သိရပါတယ်။ ထရန့်စစ်ရေးအစီအစဉ်ရဲ့အဓိကကြတဲ့အုံမြင့်အဖြစ်ကြည်ကြဲပြင်းပြင်းရှုမြင်ခံရတဲ့ဒီချိုးပတ်မှုအတွက်မရိကန်အာဂါဒတ်ဖွဲ့ဘူဂျိုဂျီမိုက်ကယ်ဂေါ့လိုင်းအားစီမံကိန်းမန်နေဂျာဖြစ်ဆောင်ရမှာဖြစ်ကြောင်းအင်ဖလူအင်ဆာရှိမှမှာတမန်ထရန့်ကကြေညာပါလေကိုရန်နုံကကျွန်တော်တို့မိမျိုးကောက်ွယ်ပေးမှာလို့ထရန့်ကပြောခဲ့ပြီးကနေဒါကလည်းဒီအစီအစဉ်မှာပါဝင်လို့ကြောင်းထပ်မံပြောကြားခဲ့ပါလေထရန့်ရဲ့ကိုရန်နုံစီမံကိန်းနဲ့ပတ်သက်ပြီးတော့အမေရိကန်စစ်ဘက်ကထောက်ခံပေးမယ်လေအမေရိကန်လွှတ်တော်ကတော့ ကန့်ကွက်ဝေဖန်တန်တွေကြားနေရပြီဖြစ်ပါတယ်။အထူးသဖြင့်ထိုင်းရဲ့ဂိုဒန်တုံးစီမံကိန်းဟာဒေါ်လာ185ဘီလီယံလောက်ရေရှည်မှာကုန်ချနိုင်မဲ့အတွက်ကြောင့်ဒါဟာအင်မတန်မှဈေးစကားကြီးမားတဲ့အစီအစဉ်ဖြစ်လာမှာဖြစ်ပြီးဒီအတွက်နိုင်ငံကအဲ့ဒီဈေးစကားကြီးမားတာကိုထမ်းရလိုက်မယ်လို့ဒီမိုကရက်တွေကဝေဖန်ပြောနေပါလေ။ဂိုဒန်တုံးစီစဉ်ကိုလုံးမဲ့အစားနိုင်ငံတွင်းမှာရှိတဲ့လိုအပ်တဲ့ပညာရေးကျန်းမာရေး လူမှုရေးကိစ္စတွေကိုပဲဒီဘီလီယံတွေကိုသုံးသင့်တယ်ဆိုပြီးတော့ဒီမိုကရက်တွေကတော့ပြောနေပါလေ Republican တွေကတော့ try ရဲ့သဘောထားကိုထောက်ခံနေတာပဲဖြစ်ပါတယ်ဒီ January လောက်မှာ Trump ကပြောခဲ့တဲ့ Golden Dawn စနစ်ဟာဒုံးကျည်တွေကို ထောက်လန်းချေရခံမှုနဲ့ကြားဖြတ်ချနိုင်တဲ့ဂျိုးလူကွန်ရပဲဖြစ်ပါလေဒီစနစ်မှာဒုံးပြထောက်လန်းမှုနဲ့ချေရခံခြင်းအတွက်ယာနဲ့ချေတဲ့ဂျိုးလူတွေကိုဖြန့်ကျက်ချထားနိုင်ပါတယ်လက်ရှိအချိန်မှာရုရှားနဲ့တရုတ်တို့က သူတို့ရဲ့ဒုံးကြီးတွေဟာအလွန်အင်မတန်မှအစွမ်းထက်လာပြီးတော့အတန်ထက်ခုနှစ်ဆလောက်တော့မှမြင်လာပါတယ်ဒီအရှိန်နှုံးနဲ့မြန်နှုံးမြင့်ဒုံးကြီးတွေကိုလက်ရှိအမေရိကန်မှာတုံးနေတဲ့ဒီလေကြောင်းရကာကွယ်တပ်တွေကဂျားဖြန့်ဟန်တောင်းနိုင်မှာမဟုတ်ဘူးလို့အမေရိကန်လေတပ်ဆိုင်ရာကြီးကဲတွေကအရင်ကတည်းကသတိပေးထားတာဖြစ်ပါတယ်ဒီကိစ္စကခုမှမဟုတ်ပါဘူးဟိုးလုံကနေနှစ်ပေါင်း40ကျော်တမနာရီဂင်လက်ထက်ကလေးကအဲ့ဒါကို နှစ်ပေါင်းများစွာကတည်းကလိုချင်ခဲ့ပေမဲ့ကျွန်တော်တို့မှာလုံနိုင်တဲ့ဤပညာမရှိခဲ့ဘူးလို့အကသာခြေဆိုင်ဒုံးကြီးကာဝယ်စင်းနဲ့ရေဂင်ဆိုပြခဲ့တဲ့ဂျက်တာစပရိုးယဉ်ညွင်ထန့်ကပြောပါတယ်ဒီစီမံကိန်းကိုသူ့ရဲ့သမရတံကုံဆုံးမဲ့2029ဇန်နဝါရီမှာအပြီးသက်နိုင်လိမ့်မယ်လို့ထန့်ကဆိုပါတယ်ကျွန်ကြီးတွေကတော့အချိန်ကာလနဲ့ကုန်ကြစိတ်အတွက်အမခန့်ချက်မပေးနိုင်ဘူးအဲ့ဒီအစီအစဉ်ဟာနိုင်ငံရေးအစီအစဉ်မှုနဲ့ရန်ပုံငွေမသေးချာမှုနှစ်ခုလုံးကိုရင်ဆိုင်နေရပါတယ် အချက်လက်သစ်တွေအရဒေါ်လာ185ဘီလီယံကုန်ပဲဒါပေမဲ့ဘယ်ချိန်ထိလဲမိကုန်းထုတ်စရာပါ10နှစ်လည်းဖြစ်နိုင်တယ်လို့မဟာဗျူဟာနဲ့နိုင်ငံတကာလေးလာရေးစင်တာမှတာဝန်ရှိသူတွေကပြောပါတယ် Silicon Valley နဲ့ American Software ကြောင့်ညီတို့ကတိုးတက်မှုတွေကိုစောင့်ကြည့်ပေးနိုင်တဲ့အပြင်လက်ရှိဒေါ်မြတ်ကောက်ွယ်စနစ်တွေကိုအသုံးပြုနေချိန်မှာလည်းတိုးတက်မှုတွေရှိလာနိုင်ကြောင်းပြောပါတယ်ဂိုလန်တုံးဟာဆယ်စုနှစ်တစ်ခုအတွင်းဒေါ်လာဘီလီယံ800ကျော်အထိကုန်ကျနိုင်ကြောင်းလည်းအခုလမှာလွှတ်တော်ဘတ်ဂျက်ရုံးကခံမှန်းထားပါတယ် ဂျိုကလနအမေရိကရောဝယ်ရွေးလုပ်ငန်းစဉ်နဲ့ခိုင်ရမဟာမေအီလွန်မတ်ရဲ့ Space 8လုပ်ငန်းပေါင်းပတ်သက်မှုနဲ့ပတ်သက်ပြီးစိုးရိမ်ကြောင်းပြောပါတယ်။စနေရအဓိကအစိပ်ပိုင်းကိုတိစောက်ဖို့ထိတ်တန်းကုမ္ပဏီတွေဖြစ် Space 8ဟာပလန်ရှာနဲ့ Android ကုမ္ပဏီတို့နဲ့အပြိုင်ပေါ်ထွက်ခဲ့ပါတယ်။ကိုရီးယားနိုအိုင်ဒီယာဟာ Israel ရဲ့မြေပြင်ခြေဆိုင် Iron Dome ကောက်ွယ်စနစ်ကနေနမူနာယူထားဖြစ်ပြီးဒီစနစ်ဟာဒုံးကြီးတွေနဲ့ဒုံးပြင်းများများကောက်ွယ်ပေးပါတယ်။ ဒါပေမဲ့ဒီမိုကရက်မက်တွေကတော့အစ္စရေးအာယုံတုံးကလည်းတကယ်လက်တွေ့မှာကောက်ွယ်ပေးနိုင်လားကြည့်ကြည့်ပါဟာမတ်တို့ကဒုံးကြီးထောင်တဲ့ချင်းနဲ့ပြစ်ခတ်တိုက်ခဲ့တော့ဒီအာယုံတုံးစနစ်ကတကယ်ကောက်ွယ်ပေးနိုင်ခဲ့ရလားဆိုပြီးထောက်ပြမှာလေခိုင်းရဲ့ဂိုရန်တုံးဟာပုံမှုကျက်ပြတ်ပြီးတော့ကြီးမားလာတဲ့ထောင်လိုင်းဂျိုတူတွေနဲ့အနာဂတ်မှာတိုက်ခိုက်လာနိုင်တဲ့ဒုံးကြီးတွေကိုခုခံနိုင်ပြီးတော့မကြမီပါအဲ့ဒီဒုံးကြီးတွေကိုပြစ်ချမဲ့တီးကြတဲ့ခိုက်ဂျိုတူတွေလည်းပါဝင်တယ်လို့သိရပါတယ်နောက်ထပ်ဒီမို့ပြောကြည့်ပါမယ် ဆီးရီးယားရဲ့လက်ရှိတော်လှန်ရေးဆိုရဟာအချိန်တိုအတွင်းမှာပြိုလဲသွားနိုင်တယ်လို့အမေရိကန်နိုင်ငံဂျာအိတ်ဝန်ကြီးကသတိပေးနေပါတယ်။တော်လှန်ရေးတည်စုစည်းထားတဲ့ဆီးရီးယားရဲ့လက်ရှိဆိုရဟာထိရောက်တဲ့ထောက်ပံ့ကူညီမှုသာ မရှိရင်တည်င်းတစ်ပတ်အတွင်းမှာပြိုလဲသွားနိုင်ပြီးပြည်နှင်းစစ်မီလက်တကြောပြန်တောက်လောက်လာနိုင်တယ်လို့အမေရိကန်နိုင်ငံဂျာအိတ်ဝန်ကြီးကပြောပါတယ်။ထက်လွတ်တော်ရဲ့နိုင်ငံဂျာအဆက်ဆက်ကော်မတီရှင်ပေါ်မှာ မေလ20ရက်နေ့ကအစည်းအခမ်းစာတဲ့တင်တဲ့အခါမှာနိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကစီးရီးယားနဲ့ပတ်သက်ပြီးအမေရိကန်သမ္မတထရန့်ရွေးချယ်ထားတဲ့မူဝါဒတွေကိုကောက်ကွယ်ပြောဆိုသွားပါတယ်။စီးရီးယားမှာ73နှစ်ကြာမြင့်ပြီးလူပေါင်း6သိန်းကျော်သေဆုံးခဲ့တဲ့လူ17တန်းကျော်နေရဆွန့်ခွာခဲ့ရတဲ့ပြည်တွင်းစစ်ကြီးဟာပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာအာဏာရှင်သမ္မတအာဆပ်ပြုတ်ကျသွားခြင်းနဲ့အတူအဆုံးသတ်ခဲ့ပါတယ်။အဲဒီနောက်မှာတော်လိုင်းရင်အားစုတွေရဲ့ခေါင်းဆောင်ဖြစ်တဲ့အာမက်အယ်ရှာရာက တမောဖြစ်တောင်းယူပြီးတော်လရေးဖွဲ့အစုံပေါင်းတဲ့ဂျာကာလာဆိုရအာနာရခဲ့ပါတယ်ပြီးခဲ့တဲ့တရင်ဘက်ကအရှေ့လက်ပိုင်းခေစမတော်ထရန့်ဟာအာဆလက်ထက်ကစီးရီးယားဆိုရပေါ်တတ်မှတ်ထားတဲ့အမေရိကန်ရေးယူပိတ်ဆို့မှုအားလုံးဖယ်ရှားမဲ့အကြောင်းကြေညာခဲ့သလိုအာမက်အရှာရာကိုလည်းလူချင်းတွေ့ဆုံခဲ့ပါတယ်အာမက်အရှာရာဟာအယ်ကိုင်ဒါလက်နက်ကိုင်ဖွဲ့ရဲ့တမူဟောင်းတူဖြစ်ခဲ့တာကြောင့် သူ့ကိုမျက်နှာချင်းဆိုင်တွေ့ဆုံတဲ့ထွန်းရဲ့ဆုံးဖြတ်ချက်ပေါ်ဝေဖန်မှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့မာကိုရီဗီယိုကတော့ဆီရီယန်ဒီလက်ရှိ ဆိုရဟာထိရောက်တဲ့ပြည်ပကူညီမရှိဘူးဆိုရင်လွယ်လွယ်လေးပြိုလဲသွားနိုင်ပါတယ်။ပြည်တွင်းစစ်လည်းဖြစ်လာနိုင်တယ်လို့ပြောပြီးထွန်းရဲ့ဆုံးဖြတ်ချက်တွေကောက်ွယ်ခဲ့ပါတယ်။အဲနော်ဒရိုဂီမှာရှိတဲ့အမေရိကန်အသံအရာရှိတွေဟာဆီရီယားရဲ့လက်ရှိအစိုးရအနေနဲ့ဘလို့ထောက်ပံ့နေလိုအပ်မလဲဆိုတာဆက်သွယ်မေးမြန်းနေတယ်ဆိုပါတယ်။ ကြည့်ရမယ်ဆိုရင်အရင်အာဆတ်အစိုးရတောင်းခံနိုင်တာကလည်းရုရှားရဲ့ထောက်ပံ့မှုတွေကြောင့်ပါရုရှားထောက်ပံ့မှုမရှိရင်အာဆတ်အစိုးရပြိုလဲသွားပါတယ်အဲ့ဒီနေ့တူမှာပဲလက်ရှိအစိုးရဟာလည်းထောက်ပံ့လိုအပ်နေတယ်လို့ဆိုပါတယ်ဆီးရီးယားရဲ့လက်ရှိအစိုးရဟာအချိန်တိုတွင်ပြိုကျနိုင်တယ်ဆိုတဲ့မာကိုရူဘီယိုရဲ့စကားနဲ့ပတ်သက်ပြီးဆီးရီးယားဘက်ကတော့ဘာတုံ့ပြန်ခြင်းမှမပြေးသေးပါဘူးစီးရမှာတမဟောင်းအာဆက်ကိုထောက်ခံသူတွေကလက်လက်ကင်ပုံကမှုတွေတဖန်ဖြစ်နေပြီးတိုက်ပွဲတွေဆက်ဖြစ်နေတော့မှာ အာမက်အယ်ရှာရာကသူဥဆောင်တဲ့ဇူယာဟာပြည်တွင်းနဲ့တိုင်းရင်းသားမျိုးနွယ်တွေကြားညီညွတ်ရေးကိုကြိုးပမ်းလှုပ်ဆောင်သွားမယ်လို့ထရန့်ကိုပြောခဲ့ပေမဲ့လက်တွေမှာအာဆက်ကို ထောက်ခံတဲ့မျိုးနွယ်စုတွေကိုပြစ်မှတ်ထားပြီးတော့ခြေမုံးနေရပါတယ်။မေလာဇန်းလုံးကဆိုရင်အာဆက်ကိုထောက်ခံတဲ့တိုင်းရင်းသားမျိုးနွယ်တွေကလက်လက်ကိုင်ဖွဲ့စည်းတခုနဲ့တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ဒမတ်စကတ်အစဉ်ချမွေးရုံးကနေနိုင်ငံတောင်ပိုင်းမှာလည်းတိုက်ပွဲတွေကြောင့်လူပေါင်း100ကျော်တေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။ နောက်ထပ်သတင်းတွေပြောချင်ပါတယ်။ထိုင်းနိုင်ငံမှာနောက်ထပ်အာဏာသိမ်းမှုဖြစ်မှာကိုကြောက်ရွံ့နေရတယ်လို့ရှက်နီခေါင်းဆောင်ဟောင်းကဖွင့်ဟဝန်ခံတော့ပါတယ်။ထိုင်းနိုင်ငံမှာအထက်လွှတ်တော်ရွေးကောက်ပွဲကျင်းပခဲ့ရမှာငွေကြေးခဝါချပြီးမဲလိန်မဲဝဲမတမာမှုဆွဆွချက်တွေကြောင့်စစ်တကအာနာထသိမ်းမှာကြောက်ရွံ့နေရတယ်လို့ရှက်နီခေါင်းဆောင်ဟောင်းလည်းဖြစ်အာနာရှင်စနစ်စန့်ကျင်ရေးဒီမိုကရေစီညီညွတ်ရေးတပ်ဦး UDD ဥက္ကဋ္ဌဟောင်း Mrs. Tidawon က ထုတ်ဖော်ပြောပါတယ်အရင်ထိုင်းစစ်တပ်ကရွေးကောက်မခံရပဲအသင်းခံထားတဲ့ကိုယ်စားလှယ်တွေသာကြီးစိုးထားတဲ့ထိုင်းထက်လွတ်တော်ဟာပြီးခဲ့တဲ့နှစ်ဇွန်လကနောက်ဆုံးမေးမဲပေးရွေးချယ်မှုမှာအမတ်62ယောက်အထိငွေကြေးခွာချခြင်းနဲ့တရားမဝင်မဲဝဲတာမဲသမတမမှုလုပ်ခဲ့တဲ့အချက်လက်တွေဖော်ပေါ်ခဲ့ပါလိမ့်ဒီပြဿနာကိုအထက်လွတ်တော်ကိုယ်စားလှယ်တွေဘက်ကတရားရေးဝန်ကြီးနဲ့ကာကွယ်ဝန်ကြီးနှစ်ဦးလုံးကမဲလိမ်မှုတွေလှုံ့ဆော်မှုဥဆောင်စီစဉ်ခဲ့တယ်လို့ တုံ့ပြန်ထုတ်ပြန်ခဲ့ပြီမယ်အထူးစုံစမ်းစစ်ဆေးဌာန DSI အကြီးအကဲကို မကြမီရပိုင်းကယာလူကအနာပေးပြီးကာကွယ်ဝင်ကြီးယာယီတာဝန်ယူထားတဲ့အခြေအနေကိုတော့ဆက်ရောက်သွားပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့အရင်ရှက်နေကောင်းဆောင်ဟောကရွေးကောက်ပွဲကော်မရှင်ဟာဒီအမှုကိုအလုံးစုံပေါ်ပေါက်တဲ့အထိစစ်ဆေးဖို့ထူကိုအထူးလိုအပ်ပါတယ်။အတိတ်ကခြေလန်းအမှားတွေကိုရွေးကောက်ပွဲကော်မရှင်ကလုတ်ခဲ့ပြီမယ်လေ။အခုနိုင်ငံရေးကြက်တဲဖြစ်ပွားလာမှုကိုမဖော်ထုတ်နိုင်ရင်တော့ အစင်လာတိုင်းထိုင်းစစ်တပ်ကအာဏာပြန်သိမ်းမဲ့အဖြစ်ဆက်ရောက်အောင်မှာဖြစ်ပါတယ်ခုတစ်ကြိမ်စစ်အာဏာသိမ်းရင်ကြာရှုံးနိုင်ငံဆိုတာထက်ပိုဆိုးတဲ့အဖက်ဆက်များတဲ့နိုင်ငံဖြစ်သွားတော့မယ်လို့သတိပေးထားပါတယ်လက်ရှိမှာဒုတိယမဲအများဆုံးနိုင်ငံရှိပြီးဆိုရဖွဲ့ခွင့်ရခဲ့တဲ့ဖြူထိုင်းပါတီနဲ့မဟာမိတ်ပါတီတွေပူးပေါင်းပြီးဆိုရဖွဲ့စည်းထားပြီးမယ်ဖြူထိုင်းနဲ့ဗန်ဂျာထိုင်းပါတီတို့ကြားအကွဲအပြဲတွေဖြစ်နေပါတယ်ထိုင်းမှာစစ်တပ်ဟာ နိုင်ငံရေးနဲ့ဒီမိုကရေစီရေးကိုရှင်းလင်းတဲ့အဖွဲ့သားဖြစ်ကြောင်းထက်လွတ်တော်အမတ်တွေဟာလည်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးပါလွတ်လပ်တဲ့အရက်ပတ်အေဂျင်စီတွေကိုပါထိန်းချုပ်နိုင်စွမ်းရှိတဲ့နိုင်ငံရေးအာဏာအလိုရှိနေကြတာထက်အမျိုးသားအကျိုးစီးပွားကိုသာပိုကြည့်နေတာဖြစ်ကြောင်းဖြူတိုင်းပါတီပြည်ထောင်ဟာလက်ရှိဝန်ကြီးချုပ်ပေတုံနိုင်ရဲ့ဖခင်ဝန်ကြီးချုပ်ဟောင်းသက်စင်ကိုအကောက်အွယ်ပေးနိုင်ရေးအတွက်သာရေးကြီးဆုံးဖြစ်မှတ်ယူထားပြီးဒီလိုမျိုးလုပ်တဲ့အတွက်ကြောင့်တက်နေပတ်တဲ့ကိစ္စရဲ့အချို့မှာ တာဝန်ယူဖြည့်ရှင်းနိုင်ခြင်းမရှိကြောင်းထောက်ပြပါတယ်။တပ်စေအနေနဲ့သတ်မှတ်ပြတဲ့ကြာခံပေးလိုက်ရင်လည်းရှက်နေဖွဲ့ဝင်တွေလူငယ်တက်ကြွလှုပ်ရှားသူတွေကြာခံပေးရစားတဲ့ထောင်ဒဏ်တွေကဲ့သို့ပြင်းထန်စွာခံရဖို့အကြောင်းမရှိတဲ့အတွက်ကြောက်ရွံ့မနေပဲထောင်ကျခံလိုက်ရတာကပိုကောင်းမယ်လို့သူမကဆိုပါတယ်။ထောင်တွင်းနေရာမှာကြောက်ပြီးထောင်ကျင်းထောင်မှာဆေးမကုပဲအပြင်ကိုထွက်ဆေးကုသမှုကိုဖန်တီးခဲ့ခြင်းကဖြူထမ်းပါတီအတွက်အားနည်းချက်ဖြစ်သွားစေခဲ့တယ်လို့ ူကရှင်းလင်းပြောကြားသွားပါတယ်။နောက်ထပ်သတင်းမုတ်ပြောချင်ပါတယ်။2024ကမ္ဘာဖလားအင်ရှင်ဖြစ်ဆော်ဒီအာရေဗျကိုရွေးချယ်ခြင်းဖြင့်လူ့အခွင့်အရေးထင်းသိမ်းရန်ပြောကွက်မှုတွေ FIFA ကိုတန်ကြားဖွင့်လိုက်တယ်လို့သိရပါတယ်။မကျင်းတဲ့ချက်တန်ကြားမှုတော့ FIFA ရဲ့ကိုပိုင် online portal ကိုသုံးပြုရင်တန်ကြားဖွင့်မှုကို FIFA ရဲ့အကျင့်ပြချဆောင်တက်ဖြစ်ကြံပေးရရှိဟောင်းမပီဆူဇလန်ရှင်းနေတဲ့ပြည်တွင်းဝန်ထမ်းတွေရဲ့ရှင်းနေတို့ကလှုပ်ဆောင်ခဲ့တာပါ အပြိုင်ဆိုင်ရှောက်ထားသူမရှိဘဲ2034ကမ္ဘာပလာပြတ်ပွဲအရှင်ပြေစော်ဒီကိုပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလအတီးပြုတ်မှုမတိုင်မီလူခွင့်ရေးဆိုင်ရာလေးစားလိုက်နာမှုနဲ့ပတ်သက်ပြီး FIFA ကိုအကြံပေးဖို့သူတို့ရဲ့ကံလန့်ချက်တွေကိုလှိလွှေရှုခဲ့တယ်ဆိုပါတယ်ဒီတိုင်ကြားချက်မှာပြောတဲ့အတိုင်းစော်ဒီမှာပြန့်နှံ့ဖြစ်ပေါ်နေတဲ့လူခွင့်ရေးချိုးဖောက်မှုတွေကဆက်ဖြစ်နေပါတယ်ကမ္ဘာပလာအတွက်ကြိုတင်ပြင်ဆင်မှုမှာဒီလိုချိုးဖောက်မှုတွေကိုကိုင်တွယ်ဖြေရှင်းမှု FIFA အနေနဲ့ဘာလုံးဆောင်ချက်မှလုံးဆောင်နေတာမျိုးမရှိပါဘူးလို့ရှင်းနေတယ်ကပြောပါတယ် ဖီဘာအနေနဲ့ကြည့်ရတာဘာပြောင်းလဲမှလည်းမလုပ်ပဲပုံမှန်တိုင်းဆက်ရှိနေပုံရတယ်ဆိုပါတယ်ဖီဘာဥက္ကဋ္ဌ Infantino ဟာ sorry ခီးစင်မှာမြန်မာသမားထိုင်းနဲ့တူပူပေါင်းပြီးနောက်ပါရဂွေးမှာကျင်းပတယ် FIFA ဖွဲ့ဝင် Federation 211ခုရဲ့နှစ်ပတ်လည်ကွန်ဂရက်မှာနောက်ဆုံးမိနစ်မှာရောက်ရှိတက်ရောက်ဖို့ရှိနေပါတယ်ရင်းနဲ့ကြော်ရတဲ့ sorry နိုင်ငံကသူတို့ရဲ့နိုင်ငံကိုခင်မိအောင်လုပ်ဖို့ Vision 2030အစီအစဉ်တစ်စိတ်တစ်ရီသားအဖြစ်လွတ်လပ်ခွင့်တွေတိုးအောင်လုပ်ဆောင်နေကြောင်းချက်ချက်လေးလေးပြောပါတယ် အင်ဖန်တီနို2018ကမ္ဘာဖလားပြိုင်ပွဲတိုင်းမှာဂရက Free Fire ဘန်နာရေးတဲ့နိုင်ငံရေးကို Sorry Association မိုဟာမက်ဘင်ဆယ်မန်နဲ့ပိုမိုနီးစအောင်ချိတ်ဆက်ထားပါတယ်။အင်ဖန်တီနိုနဲ့ထရာ Sorry ရဲ့အင်ဂျင်ကတာမှာမေ14ရက်နေ့ကတွေ့ဆုံခဲ့ပါတယ်။2020ကမ္ဘာဖလားအင်ရှင်ပြေကျင်းပခဲ့တဲ့ကတာဟာလည်းပြိုင်ပွဲအတွက်အကစားကွန်းနဲ့အခြေခံအဆောင်တည်ဆောက်ဖို့လိုအပ်တဲ့ရွှေပြောင်းလုပ်သားတွေပေါ်ဆက်ဆံမှုနဲ့လူ့အခွင့်အရေးမှတ်တမ်းတွေအတွက်စေဇွန်နှစ်တစ်ခုကြာတင်ကြတဲ့စစ်ဆေးစုံစမ်းမှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ လက်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်တဲ့ချိုးဖောက်မှုတွေမတရားဖန်ဆီးထိန်သိမ်းမှုတွေနှိပ်စက်မှုတွေရွှေပြောင်းနေတဲ့အခွင့်အရေးတွေမြေသမီးခွင့်ရချိုးဖောက်မှုတွေပါဝင်ဆိုးွားတဲ့လူအခွင့်အမတန်နေရှိပေမဲ့စော်ဒီကိုလာမယ့်2034ကမ္ဘာဖလားအင်ရှင်နိုင်ငံဖြစ်ရွေးချယ်ထားတယ်လို့ရှင်းနေတဲ့တန်ကြားချက်မှာဖော်ပြထားပါတယ်